ဒီပြည်သူ့ရှေ့တော်ပါတီကိုနိုင်ရောင်းဝင်ရခြင်းဖြစ်ပါတယ်ဒီသမီးကခြေတော်ကအစိုးရဝင်နေဖြစ်ခဲ့ပါတယ်ပြည်သူ့ဝင်တော့ပေါ့ရှင်ဒီမှာဒုဝီစီကိုရလို့နဲ့မျိုးသမီးဖြစ်တဲ့ကြောင့်မို့အိမ်အောင်ကြတော့ဟိုရင်းသူတွေရတဲ့ကြောင့်မလို့တာဝန်သိမ့်မထမ်းဆောင်တော့တောင်းရဲခိုင်းတာပါရှင်ကျမကအမိသက်ကိုလေးစားတယ်ယုံကြည်တယ်ဒါကြောင့်မို့လို့ပြည်သူ့ရှေ့တော်ပါတီကိုကျမကစိတ်နှောက်ကိုညှိနေရပြီတော့လာရောက်လာပါရှင်လာရောက်ပြီးတော့ရဲရောမိသားပါကျေးဇူးပါရှင်ကျေးဇူးပါရှင်ကျေးဇူးပါရှင်ဒီနေ့ကလည်းကြုံကြည့်ရရှင် အနိဒာကိုရတာကြောင့်လို့ယုံကြည်လို့လေးစားလို့ဒါရဝင်ရတာပါအနိဒာနဲ့ပတ်သက်ပြီးတော့ပြည်သူတွေကနေပြီးတော့ဝေဖန်တဲ့မိဖို့တွေကိုကျမကအနိဒာကိုစားလို့ရှင်ထဲမှာမခံစားနိုင်ဘူးရှင်အဲ့တော့ဗာမိဖို့လဲဆိုအနိဒာဟာဒီပြိုင်ဝဲဝဲပါတီကစက်တော့ဝင်ပြိုင်လို့ရအောင်လားဆိုတော့အများကြီးသူကမေးတယ်အဲ့တော့ကျမကရှင်လည်းမခံစားနိုင်ဘူးအဲ့ဒီတော့ကိုကျမကပြည်သူတွေကိုစားကျမမျိုးတွေမှာရှိတဲ့လူတွေကိုကျမပြန်ပြောချင်နေတယ်ရဲ့အဲ့ဒီကိုယုံကြည်တဲ့ကျမဒါပေမဲ့အခြားပြည်သူတွေကို ဒီမေကိုဒီကိစ္စနဲ့ပတ်သက်ပြီးကျွန်မဖြေရှင်းနေလို့နေတာပါရှင်ဟိုကျွန်မကျွန်မကိစ္စလေးလည်းသိမှာပါเนาะအဲကျွန်မလည်းကျွန်မဟိုပေါ့အဲအခုဒေါက်တာသက်သက်ခိုင်ကဘယ်လိုလဲလို့ပြောရင်တော့ကျွန်မပါတီမှာဥက္ကဋ္ဌဖြစ်ပါတယ်အဲသို့တော်လည်းအမျိုးသားလွတ်တော်အဟိုပါပေါ့အဲမဲအများဆုံးရသူအနိုင်ယူမဲဆန္ဒနာအမှတ်နဲ့မှာရှောက်ထားပြီးတော့မှရင်းပယ်ခံထားရတယ်ကိုယ်စလဲလောင်းဖြစ်ပါတယ်ရှင် ဆိုတော့ချင်းကျမနောက်ဆုံးမီဒီယာနဲ့လုံဝင်မှာတရနေ့မှာပြောထားတာအတော့အဲကျမအတနာခံစားတင်ထားတယ်လို့ပြောထားပါတယ်အဲဒါပေမဲ့ကျမဟိုဒီပြည်သူလူထုကြားထဲမှာဒီအိုးအော်တောင်းတင်မဖြစ်စေချင်လို့ပေါ့နော်ကျမကိုအဲ UEC ပေါ့နော်ပြည်တော်စုရွေးကောက်ပွဲကော်မရှင်ငင်းပယ်ပြီးပါချင်းကျမရဲ့အဲကျမရဲ့အတနာခံစားငင်းပယ်ပြီးဖြစ်ပါချင်း အဲသို့တော်လဲကျမဒီလိုညင်းပယ်ခံရတဲ့အတွက်ဒါညင်းပယ်ပြီးသွားပြီဆိုတော့ကျမမပါနိုင်တော့ပါဘူးအဲကျမမပါပါမယ်ကျမတို့အဲကျမတို့ဟိုပါတီရနေပြီးတော့ခုနကိုစလေလောင်းနေကဲ့သို့ပဲအဲပါတီမှာကိုစလေလောင်း690ကျော်ရှိပါတယ်အဲ့ဒီ690ကျော်မဲပေးခြင်းအပြင်ကျမတို့ပါတီကိုအားပေးကြပါအဲ့လိုအားပေးခြင်းအပြင်ကျမတို့ပါတီလွတ်တော်ရဲ့ရောက်သွားရင်ပြည်သူလူထုကိုကိုစားပြုတဲ့အတန်း အပြည်သူလူထုရဲ့ခံစားချက်တွေပြည်သူလူထုရဲ့လူမှုဘဝဒုက္ခတွေပြည်လည်နိုင်မဲ့ပြည်လည်နိုင်မဲ့ပေါ့နော်ဟိုဒီဘူဝါဒတွေကိုရရှိအောင်လုပ်အတွက်ကျမတို့အစိုးရမဖြစ်သည့်တိုင်အောင်လည်းကျမတို့ထွတ်တော်တွေကတွန်းပါမယ်အတကယ်လို့ပြည်သူလူထုထောက်ခံမှုများလို့အစိုးရအဖွဲ့တွေရောက်သွားရင်လည်းကျမပြည်သူလူထုရဲ့အကျိုးကိုဆက်လက်ပြီးထမ်းဆောင်ပါမယ်နောက်ဆုံးအမြင့်ဆုံးကတော့ကျမတို့အာဒါအာဏာရပါတီဖြစ်သွားရင်တော့ကျမတို့ဘူဝါဒတွေကျမတို့အပြည့်အဝအကောင့်ဆက်ဖို့နိုင်မှာဖြစ်ပါတယ်ချင်း အားလုံးကျေးဇူးတင်ပါတယ်ရှင်ကျွန်မကျွန်မကိုမေးတဲ့အတွက်လေကျွန်မမီဒီယာတွေနဲ့အဲ့လို profit စေချင်လို့ပါကျွန်မလက်တော့မပြောသေးတာဖြစ်ပါတယ်ပြီးလို့ရှိရင်ကျွန်မပြီးလို့ရှိရင်ကျွန်မကပေါ့နော်ကျွန်မမပြန်ရပေမဲ့လည်းကျွန်မရဲ့လုပ်ဖော်ကိုင်မဲ့ကိုယ်စလဲလောင်းနေရနေဒီလိုတက်တက်ကြွကြွနဲ့လူလူတွေ့ဆုံပွဲပြည်သူလူထုရဲ့ဩဝါဒခံယူပွဲဒါတွေချင်းပါနေတဲ့နောက်ဘေဘုတ်တွေတင်ပြီးတော့မှ ဒီအခမ်းအနားတွေကျင်းပနေပြီးပြည်သူလူထုနဲ့ထိတွေ့နေကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်လို့ကျွန်မပြောချင်ပါတယ်ရှင်အားလုံးကျေးဇူးတင်ပါတယ်ရှင်ဟုတ်ကဲ့အများကြီးပါရအောင်ဒီနေ့ပြောပါရစေကျွန်တော်လေးပါတီနိုင်ရခဲ့ရင်လည်းတမီးတို့ဖြစ်ပြီးနောက်ဘူးမျိုးနဲ့ပညာရေးခန္ဓာလေးကိုပြည့်နေသေးတယ်ပါတယ်ဒီနေ့တောင်းဆိုပါရဟုတ်ကဲ့ပါရှင်ကျွန်မကျွန်မတင်တာလေကျွန်မတင်တာမမှားဘူးဆိုကျွန်မလည်းရန်ကုန်တိုင်းထဲမှာတော်တော်ရောက်ပြီးရပေါ့ ဆိုတော့ရှင်ကျမစိတ်ကြီးခဏတော့ရောက်သွားတဲ့အချိန်မှာတော်တော်လေးစိတ်မကောင်းပါဘူးဟိုကျမကျန်လာတော့ရန်ကုန်တိုင်း55မြို့နယ်ထဲမှာစိတ်ကြီးခဏတော့တော်တော်လေးဟိုလွတ်ပေးစရာတွေများတာဟုတ်ပါရဲ့ရှင်ဆိုတော့ရှင်အဲ့ဒါကြောင့်မို့ကျမတို့စိတ်ကြီးခဏတော့အာကိုယ်စားလှယ်လောင်းနေဒီနေ့ပါလားမသိကျမကဘာဖြစ်ပါမလဲဖြစ်ဆိုတော့ရှင်ကျမတို့ကျမတို့ကိုယ်စားလှယ်လောင်းနေတစ်ချိန်မှာရွေးကောက်ခံကိုယ်စားလှယ်ဖြစ်သွားတယ်ခုနကတော့ကိုယ်ရွှေဖောက်ပြောသွားသလို ရွေးကောက်မခံရသည့်တန်တော်မှာကျွန်တော်တို့တင်နန်းတွေဆက်ပေးပြီးတော့မှာပြည်သူလူထုကြားထဲမှာသူ့ပေပီတွေဖြစ်အောင်ပေါ့နော်ပြည်သူလူထုဘဝကဘယ်လိုဖြစ်နေတာလဲဘယ်လိုခံစားနေရတာလဲဘာတွေဖြစ်ရှင်းပေးဖို့လိုအပ်နေတာလဲပြည်သူဆန္ဒပါလဲမျှော်လင့်ချက်ကပါလဲဒါတွေကျွန်တော်တို့ဆက်ပြီးတော့မှာကိုယ်စလဲလောင်းနေရွေးကောက်ခံကိုယ်စလဲနေနဲ့ကျွန်တော်တို့ဆက်လက်ဆောင်ရွက်သွားပြီးတော့မှာပြည်သူဘဝကိုမမြင့်တင်ပေးဖို့ကျွန်တော်တို့ဆောင်ရွက်ပါမယ်ရှင်ကျွန်တော်တွေ့ပါတယ်ရှင် အတွေ့ပါချင်းစိတ်ကြီးခဏအောင်တော့မလုပ်ပေးစရာတွေအများကြီးတွေ့ပါဟုတ်ကဲ့ပါရှင်ကျေးဇူးအားကြီးပါကျေးဇူးပါအဲဒီကိုယုံကြည်လို့ဒေတာကိုလိုင်းဝေးရင်းဖြစ်ပါတယ်အမီးတို့စိတ်ကြီးခဏတော့အတရာပါပါတယ်ဥအောင်မြင်ပါပါရှင်ပါတီရဲ့အဖွဲ့ဥက္ကဋ္ဌပါဟုတ်ကဲ့ကျေးဇူးပါရှင်ကျေးဇူးပါရှင်ကျေးဇူးပါကျေးဇူးပါကျေးဇူးပါ